တာယာရဲအနေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမအဦးဆုံးပါပြောချင်လဲဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာဗောမာတွေဂျာနေဆိုတဲ့စစ်ခွေးဘက်လည်းမရက်ဘူးကျတော့တော်လရဲတဲ့ဘက်ကိုလည်းမရက်ဘူးဆိုတော့ပြည်သူလူထုတွေကိုပြောချင်တယ်။ဒီရုပ်စာကိုကြွရှိရှိဝဲဝဲမပြောဘူး။ဒီမတ်လ28ရက်နေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပဲနည်းနည်းလေးပြောချင်တယ်။ခွေးကျဘူးကတော့ပါရာရဲ့အရန်လှရှားတယ်လို့ပြောနေတယ် လွန်ခဲ့တဲ့နေ့ရက်တုန်းကတောင်ကြီးမှာသူသွားခဲ့တယ်အဲ့မှာလည်းသူစိန်ဖူးတော်တီသွားလုခဲ့တယ်နေပြည်တော်မှာလည်းမြန်မာနိုင်ငံမှာအကြီးဆုံးဖျားကိုသူလုခဲ့တယ်ပတ်စံများကြီးကုန်ခံပြီးမှဆိုတော့သူဖျားကိုချစ်သလားမင်းအွန်လိုင်းကိုပြည်သူတွေကနေအစင်းပါစင်းပါလို့တလောက်ပြောပေမဲ့သူမစင်းတဲ့အတွက်ကြောင့်ငလျင်တယ်မနေ့ကအထိလုတယ်ငလင်းဒီတောင်မှယူယူပဲလုတ်ခဲ့တာမဟုတ်ဘူးမြန်မာနိုင်ငံမှာတမိုင်းဝင်တဲ့ဖျားတွေအများကြီးကိုဖျက်ဆီးခဲ့တယ် ဆိုတော့ဒီဥစ္စာကိုကြည့်ချင်းအပြင်ဖယားကိုလက်တလုံးကြားလုတ်ခဲ့တဲ့အတွက်ကြောင့်ဒီနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာတွေအမျက်တနှိုးထားတဲ့ဖယားတွေအများကြီးပျက်စီးခဲ့ပြီဆိုတော့နင်းတို့ဘောမာတွေကြားနေတယ်စဉ်းစားကြပါလို့ပဲပြောချင်တယ်နော်ဒီငလင်ကာလအသွေးမှာပဲကျတော့လက်နဲ့ကိုင်းတဲ့အတူတွေအားလုံးကရရည်အပြစ်ခတ်ရက်စဲကိုလုတ်နေတယ်လုတ်နေတဲ့ကြားထဲမှာစစ်ခွေးတွေကနေရတကာပုံကျဲတဲ့အတွက်ကြောင့်ကျတော့ခုခံရင်းနဲ့ပဲ စခန်းအကြီးကြီးအများကြီးကိုရရှိခဲ့တယ်။အင်ဒိုတွေဖလမ်တွေကျန်တာတွေအင်ဒိုနာကစခန်းကိုကြွရသိမ့်တဲ့ခါမှာလည်းလက်နက်ကြီးတွေအများကြီးရတယ်။အဲ့ထဲမှာနားမလည်တဲ့အရာတစ်ခုကဘာလဲဆိုတော့ဖလမ်မှာတိမ့်တောင်းပေါင်းများစွာရတယ်။အစတုန်းကဗီဒီယိုကိုကြည့်တဲ့အခါမှာဘာအထောက်ကြီးလဲပေါ့နော်။ဟာပတ်စံတွေမြန်မာနိုင်ငံကဘန်လာစစ်စခန်းလားဆိုတာတော့မသေးကွယ်ဘူးเนาะပတ်စံတိမ့်ပေါင်းများစွာဘာလို့တာလဲဒါဘယ်ကရရတယ်လဲ ပြည်သူဒီစီကနင်းတို့ကပိုက်လိုက်ထားတာမဟုတ်ဘူးလားပြလို့ရှင်ဘိုင်းနင်းမှာဓမြတိုက်တယ်ဆိုတာအခုနင်းတို့မဟုတ်ရင်ဘဲကလည်းပတ်စံတောက်များစွာဒါကဘာမှမဟုတ်တာနင်းတို့ခွေးစခန်းလေခွေးစခန်းနဲ့ဘာနဲ့တောင်တိတ်နားမလဲလို့ဖြစ်သွားပြီခုစခွေးတွေကပုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်ကျတို့တော်လန်ရဲတွေဘက်ကနေမှခုခံရင်းနဲ့ပဲဒီနေ့ကျတို့တော်လန်ရဲတွေစခန်းနေတင်ခဲ့တယ်ဆိုတော့ခွေးယိုးပြန်ပြီးမှမနေ့ကကျတို့ကချင်ပြည်နယ်မှာကြီးပဲဒီဝါရာစုပဲမှာပုံနှခါလာကျဲသွားတယ် အင်းတော်တိုက်ပွဲပြီးသွားပြီအင်းတော်နားမှာရှိတဲ့ဥပုပ်လက်ဆောင်တဲ့သူတွေအများကြီးရှိတဲ့ဘုံကြီးကျောင်းကိုဘုံကြီးတိုက်ခိုက်ခဲ့တယ်အမှဘုံကြီးတီအများကြီးတည်သွားတယ်လို့ပဲဘုံကြီးကျောင်းလည်းပျက်စီးသွားခဲ့တယ်ဆိုတော့ဒါကိုနင့်တို့ကဖះကိုယူတည်တဲ့ခွေးလို့နင့်တို့ပြောမလားဆိုတော့အခုနောက်သတင်းတပုတ်အနေနဲ့ကတော့လွန်ခဲ့တဲ့သတင်းထဲမှာနေပြည်တော်ကခွေးကျပူးရဲ့ဝန်ထမ်းတွေဒုက္ခရောက်နေတဲ့ဗီဒီယိုကိုပြလိုက်တဲ့ခါမှာ comments ထဲမှာပါပါလဲဆိုတော့ ွေဦးမေရဲ့ဒီဝန်ထမ်းတွေကအပြစ်ရှိသလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းလာတဲ့အတွက်ကြောင့်ဒီဥစ္စာကိုကြွတ်ကောင်းကောင်းလေးပြောပြချင်တယ်။မင်းအွန်လိုင်းကဘလောက်ပဲကာချုပ်ပဲဖြစ်ချင်ချင်တမရပဲဖြစ်ချင်ဖြစ်ချင်ကောင်းဆောင်ဆိုတာကတပည့်ရှိလို့ကောင်းဆောင်ဖြစ်လာတာ ဘလောက်ပဲပညာတတ်တတ်ဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲရည်ချင်းရှိနေနေတပည့်မရှိရင်ကောင်းဆောင်ဘယ်တော့မှမဖြစ်လာဘူးဆိုတော့ဒီနေ့ဝန်ထမ်းတွေဆိုတာဟာဥပမာเนาะမင်းအောင်လိုင်းကနေအခု listen နဲ့ဝန်ထမ်းတွေဒီဘက်ကိုမြည်မပေးနဲ့ဆိုရင်အဲ့ဝန်ထမ်းတွေကမြည်မပေးတော့ဘူးပြီးလို့ရှိရင်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ဥစ္စာတွေရောအဖုန်းလိုင်းတွေပိတ်ပါ internet line တွေပိတ်ပါလို့ပြောလိုက်တဲ့အခါမှာဒီလူတွေကပိတ်လိုက်တယ်ဆိုတော့မင်းအွန်လိုင်းကနေမှ internet တွေဖုန်းလိုင်းတွေဘလောက်ပဲပိတ်ချင်ပိတ်ချင် သူ့ရဲ့အောက်မှာဝန်ထမ်းဆိုတဲ့ခွေးကျွန်းတွေမရှိရင်သူ့ရဲ့ရန်တရားကလုံးဝလှုပ်ရှားလို့မရဘူးနော်အခုလေရင်နဲ့ဆိုလို့ရှိရင်လေလေရင်ကိုင်းမှာအာဒီမိုးလေဝသတွေကြည်ပေးတဲ့အဥ္စာတွေလေရင်အသက်ကြတွေကြည်ပေးတဲ့ဝန်ထမ်းတွေလုံးဝမရှိဘူးဆိုလို့ရှိရင်သူဘလို့နီးနဲ့ကျွန်တော်တော်လရဲတွေရှိတဲ့နေရာကျွန်တော်ပြည်သူရှိတဲ့နေရာတွေမှာဘလို့ဘုံလာကျဲမလဲဒါကြောင့် ရန်တရားတခုလဲပတ်နိုင်ဖို့ရတော့မင်းအွန်လိုင်းဆိုတော့ခွေးချဖို့ဖြစ်လာဖို့ရန်အတွက်ကဝန်ထမ်းတွေကအဓိကတည်ရခံဖြစ်တယ်เนาะဒါကြောင့်ဝန်ထမ်းတွေက စစ်ခွေးနဲ့ညီတူညီမအပြစ်ရှိတယ်ဆိုတဲ့အကြောင်းကြွပြောချင်တယ်ဝန်ထမ်းမရှိဘူးဆိုလို့ရှိရင်မင်းအွန်လိုင်းဆိုတဲ့ခွေးကြဘူးဒီနေ့ကျွတ်လို့မြန်မာနိုင်ငံမှာရက်တည်နေဆရာအကြောင်းမရှိဘူးဝန်ထမ်းမရှိဘူးဆိုလို့ရှိရင်ဒီလောက်အထိကျွတ်လို့တော်လိုင်းရဲကိုကြားရှင်းနေမှာမဟုတ်ဘူးဒီနေ့ဒီအချိန်ထိကျွတ်လို့ကြားရှင်းနေတယ်ပြည်သူလူထုဒီတည်နေတာဟာဒီဝန်ထမ်းဒီဆိုတဲ့ခွေးကြဘူးရဲ့မစင်စားတွေကြောင့်ဖြစ်တဲ့ဆိုတော့ကိုပြည်သူလူထုတွေတိဖို့ရေးကြည့်တယ် နော်ဆိုတော့နောက်တစ်ခု comments တစ်ခုကနွေဦးမေကိုဖြည့်စေချင်တယ်ဆိုတော့ comments တစ်ခုကဗာလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တကယ်လို့များစစ်တပ်တင်နိုင်တယ်ဆိုလို့ရှင်သူတို့ကတရားဝင်အစိုးရဖြစ်လာနိုင်မလားဆိုတဲ့ကိစ္စပြီးနောက်တစ်ခုက NUGD ကရောဘာတွေပြင်ဆင်မှုလုပ်တယ်လဲနောက်တစ်ခုက NLDD ကအကြဝင်ပြီးမှရွေးကောက်ပွဲထဲမှာပါဝင်လာဖို့အစီအစဉ်ရှိသလားဆိုတဲ့ comments ကိုကျွတ်တဲ့တင်တစ်ခုနဲ့ အဖြေပေးချင်တယ်အဲ့ဒါဘာလဲဆိုတော့မတ်လ28ရက်နေ့မြန်မာနိုင်ငံမှာငလီလောက်တာက12နိုင်နဲ့53လို့ပြောတယ်ဆိုတော့အဲ့12နိုင်53ရဲ့ရှေ့မှာဂျာဇီရာက ဇော်မဲလိန်နဲ့အင်တာဗျူးပြူးတာပြီးသွားပြီဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာဗတ်ထမဦးဆုံးကဘာကိုငလင်လုတ်တဲ့အကြောင်းတည်င်းပေးလိုက်တဲ့ဥစ္စာကဂျာစီးတာဖြစ်တယ်လို့ကျွန်မတည်င်းထဲမှာလည်းဖော်ပြခဲ့တယ်လို့တချို့ကျတော့လည်းဒီ online မှာကြည်ပြီးသားဖြစ်လိမ့်မယ်ဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့စင်စားချရှိတယ်မတ်လ28ရက်နေ့ငလီမလုတ်ခင်မှာပြီးသွားတဲ့အင်တာဗျူးကိုမနေ့ April 14ရက်နေ့နေ့လယ်မှာပဲဂျာစီးတာက online မှာတင်လိုက်တယ် 18ရက်ကြာမှပဲဒီတရင်ကိုဘာကြောင့်မို့ဂျာစီရာတင်လာတယ်ဆိုတဲ့ဥစ္စာကိုကြွားထင်တာကတော့เนาะဒီငလျင်ချိန်မှာပဲထိုင်းကိုအပရလ3ရက်နဲ့သွားတယ်၄ရက်ညမှာသူခွေပြွက်ဝက်ပြေးပြေးသွားတယ်အဲ့ချိန်မှာတက်ဆင်နဲ့သူတွေ့ခဲ့တယ်တက်ဆင်ကမြန်မာတနိုင်ငံလုံးနဲ့ငိမ့်ချရဲ့စကားအရင်ပြောပါငိမ့်ချရဲ့ယူပြမှာပဲဒီရွေးကောက်ပွဲကိုလှုပ်ပါဆိုတဲ့ဥစ္စာကိုသူတိုက်တွန်းခဲ့တယ်ဆိုတဲ့စကား 3ရက်နဲ့မဟုတ်4ရက်နဲ့မှာ vaccine ပြောတဲ့စကားကိုအနည်းဆုံး9ရက်မဟုတ်ရင်6ရက်နဲ့က Thai Didin စာထဲမှာပါလာရမှာဖြစ်တယ်ဒါပေမဲ့မပါခဲ့ဘူး April 23ရက်နဲ့မှာထုတ်ခဲ့တယ်ဒီငလီမလောက်ခင်မတ်လ28ရက်နေ့တုန်းကမှ PC သွားခဲ့တဲ့ဒီအင်တာဗျူးကို April 14ရက်နေ့နဲ့လေမှာပဲကြာစည်းတာက ထုတ်လွှင့်ခဲ့တာဖြစ်တယ်။ဒါတွေအလုံးဟာအခြေဆက်ဖြစ်နေတယ်ဆိုတော့ကိုသိရတယ်။ဆိုတော့ဒီအင်တာဗျူးထဲမှာ ကြစည်းရာဖြူးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကြွားပြောပြခြင်းနဲ့ဒီ27ကန်နယ်မှာအာနာသိမ့်လာခဲ့တဲ့ဥစ္စာအခုဒီနေ့2025ဆိုလို့ရှိရင်နင်းတို့ရဲ့လိုတဲ့ပန်းတိုင်ကိုရောက်ပြီလားလို့ပြောတဲ့အခါမှာစော်မဲလုံးပါပြောလေဆိုတော့တကယ်ဆိုလို့ရှိရင်တော့ constitution အနေနဲ့ဆိုလို့ရှိရင်နင်းစ်ပဲအာနာသိမ့်လို့ရတယ်ပြီးရင်အဲ့မှာရွေးကောက်ပွဲလုပ်မယ်ဒါပေမဲ့မြန်မာနိုင်ငံမတိမငြိမ်မှုတွေကြောင့် အခုအချိန်မှပဲเนาะရွေးကောက်ပွဲကိုလုပ်ရတာဖြစ်တယ်မိနစ်3ကမင်းထင်နိုင်ဖို့ရအတွက်သကောင်စင်းတွေကိုလည်းအလုံးအစုံကောက်ပြီးပြီဆိုတဲ့အကြောင်းသူပြောသွားတယ်ဆိုတော့အဲ့လိုမျိုးပြောတဲ့အချိန်မှပဲဂျာဇီရာဘာပြောလဲဆိုတော့နင့်ကို2023တုန်းကငါအင်တာဗျူးလာတုန်းကနင့်ပြောတော့မြန်မာနိုင်ငံတချို့နေရာမှာဆိုနင်တို့မအုပ်ချုပ်နိုင်သေးတဲ့အတွက်ကြောင့်နင်တို့လက်လွတ်ရတဲ့နေရာတွေရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကိုမလုံနိုင်ဘူးလို့နင်းပြောခဲ့တယ်။ဒါပေမဲ့အခုကျတော့2025เออปีตูรีရဲ့ပြောကြားချက်အရဆိုလို့ရှင်နင်းတို့ထိမ့်ချုပ်ထားတာက30နှစ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။တနေ့ပြီးတနေ့နင်းတို့စွတ်ရုပ်လာသွားပြီ။အဲ့ချိန်ကျတော့နင်းကရွေးကောက်ပွဲလုပ်မယ်ဆိုတော့နင်းတို့ရဲ့နင်းတို့ရဲ့ရင်မှန်းချက်ပန်းတိုင်ကပြည်ပြီလားလို့ပြောတဲ့အခါမှာဆိုမဲလုံးလုံးကဘာပြောလဲဆိုတော့ဒီသတင်းကတော့အမားဖြစ်တယ်လို့ပြောတယ်။ဒီသတင်းမှမမားတော့ မတ်လ30ရက်နေ့တုန်းကတည်င်းထဲမှာလဲကြာစည်းတာပါပြုတ်လေဆိုတော့ စကိုင်းအလေထဲမှာပဲစစ်ခွေးတွေကအုပ်ချုပ်ထားတာဖြစ်တယ်ပြီးတော့စကိုင်းရဲ့အပြင်ဘက်မှာအားလုံးကတော့ PDF တွေအုပ်ချုပ်ထားတဲ့နေရာဖြစ်တယ်ဆိုပြီးမှပြောတယ်ဆိုတော့သူအကုန်တိပြီးသားပါဘယ်နေရာမှာသူတို့ဘလောက်ထိန်းချုပ်တယ်ဆိုတာသူကတော့တိပြီးသားဖြစ်တယ်ဒါပေမဲ့ဇော်မဲလိန်ကတော့ဒါကတရေအမားဖြစ်တယ်လို့ပြောတယ်မြို့နယ်330ရှိတဲ့အထက်ကနေမှတဝက်ကိုတကောင်စင်းကိုလုံချုံရေးယူဆရာလုံးဝမလိုဘဲနဲ့ချောချောဆွဆွနဲ့စင်းတွေကိုကောက်ပြီးတဲ့အချိန်မှာကျတော့ရွေးကောက်ပွဲကိုဆက်လက်ပြီးလုပ်သွားမှာ ှာဖြစ်တယ်။ပြီးရင်ဒီ electronic ပုံစံနဲ့လည်းသူတို့ကောက်သွားမယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတာဖြစ်တယ်။ပြီးတော့သူဘာပြောသွားလဲဆိုတော့ electronic system နဲ့ပဲမေးပေးရတယ်ဆိုလို့ရှိရင်တော့ NLDD ကိုနင်တို့ပါဝင်ခွင့်ပြုမလားလို့ပြောတဲ့အခါမှာဘာပြောလဲဆိုတော့ NLDD မဲခိုးတဲ့အတွက်ကြောင့်သူတို့အာဏာထိမ်းရတယ်ရွေးကောက်ပွဲအတွက်ပါတီ50က registration လုပ်ပြီးသွားပြီ။ ဒါပေမဲ့ NLDD က registration မလုပ်ဘူး။ဒေါ်အောင်ဆန်းစုကြည်ကိုလည်းဒီ NLDD ကနေမှတော်တွေ့ပြီးပြီးဒေါ်အောင်ဆန်းစုကြည်ကနေမှပြတ်သားတဲ့အဖြစ်မပေးဘူးလို့လည်းသူတခုပြောလိန်ပြောသွားတယ်။ကြာစည်းတာပြောတယ်ဒီဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲထဲမှာဒေါ်အောင်ဆန်းစုကြည်ပါတီဒီက rope အရှိတဲ့သလားလို့မေးတဲ့အခါမှာဘာပြောလဲဆိုတော့ 预告白天嘛，把温婆样带，哆罗个 registration regist 啊，困表他比他批的，他比咩？哆罗 registration 咪录的，都讲哆罗个困野个，双双都阿比他批的。 တကယ်လို့ဒီ you got point ထဲမှာပါချင်တယ်ဆိုလို့ရှိရင် registration လုပ်နိုင်တယ်နောက်တစ်ခုကတော့ NLD ပါတီအတစ်ကိုတည်ထောင်ပြီးမှ registration ပြန်လုပ်ရင်တော့လက်ခံမယ်ဆိုတဲ့ပုံစံနဲ့သူပြောထားတယ်သူတို့ကိုဒီ registration လုပ်ဖို့အချိန်ပေးခဲ့ပေမဲ့သူတို့ကမလုပ်ဘူးပြီးတော့လည်းမြန်မာနိုင်ငံတွင်းထဲမှာပဲရှိတဲ့ NLD တွေကတော့ဒီ you got point ကိုပါချင်တယ်ဒါပေမဲ့ပြည်ပနိုင်ငံမှာရောက်တဲ့ NLD တွေကနေမှသူတို့ကိုအသက်နဲ့ပါချိန်ချောက်တဲ့အတွက်အကြောင်း ပါတီထောင်ဖို့ရတဲ့သူတို့မလုပ်ရဲဘူးနိုင်ငံသွေးမှာရှိတဲ့ NLD တွေရဲ့လုံခြုံရေးကိုစစ်ခွေးတွေကနေပေးထားတယ်တဲ့သဘောကျတယ်လိန်တဲ့အထဲမှာတော့နော်ဇော်မဲလိန်ကိုကိုဝန်စဆောင်တဲ့နေ့ကနေမှမွေးတဲ့အချိန်ထိသူ့အမေကတော့မွေသားပဲစားပြီးမှမွေးလာတဲ့ကလေးဒါမှမဟုတ်လို့ရှင့်မွေနဲ့ရထားတဲ့ကလေးလားတောင်မသိဘူးဆိုမဲလိန်ကတော့စစ်မှန်တဲ့ NLD တွေတော့အောင်ဆန်းစုကြည်တီထောင်ခဲ့တဲ့ NLD တွေဒါဆိုလို့ရှင့်တော့ ရွေးကောက်ပွဲထဲမှာလုံးဝပါဝင်နိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ NLD ရဲ့စီမင်းစည်းကမ်းတွေဟာစစ်ခွေးတွေရဲ့စီမင်းစည်းကမ်းတွေနဲ့လုံးဝအတူညီမှာမဟုတ်ဘူးเนาะ။ဒါကြောင့်မို့စစ်မှန်တဲ့ NLD ဒီဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲမှာလုံးဝဝင်လာနိုင်စရာအကြောင်းမရှိဘူး။ဒါပေမဲ့ NLD ခေါ်တဲ့အမိတူပဲမဲ့စီမင်းစည်းကမ်းပုံစံနေမတူဘူးဆိုလို့ရှိရင်တော့စစ်ခွေးတွေလုတ်တဲ့ရွေးကောက်ပွဲမှာပါဝင်လာမှာဖြစ်တယ်။ပြီးတော့ခဏတုန်းက ဇော်မဲလင်ပြောသွားတဲ့အထဲမှာတော့ NLDD ကယူကောက်ပွဲဝန်နိုင်ဖို့ရတဲ့ဒေါအောင်ဆန်းစုကြည်စီတွားပြမှာတွားပြောခဲ့တယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကတော့တိကျတဲ့အဖြစ်မပေးခဲ့ဘူးလို့ပြောတယ်တကယ်လို့ NLDD က ရွေးကောက်ပွဲဝင်ဖို့ရာအတွက်တော့အောင်ဆန်းစုကြည်ကိုတွားပြောခဲ့တယ်ဆိုတဲ့စကားသာမှန်ခဲ့တယ်ဆိုလို့ရှိရင်ဒီလူတွေဟာအုံနောက်လုံးဝမရှိတဲ့သူတွေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ဒီအချိန်အထိစစ်ခွေးတွေကနေမှနင်းတို့ဟာမေးခိုးတယ်လို့ပြောတယ်။ကောင်းဆောင်ဖြစ်တဲ့တော့အောင်ဆန်းစုကြည်ဟာ မေးခိုးမှုနဲ့ထောင်ကျနေတာကိုတောင်မှနင်းတို့က တော့အောင်ဆန်းစုကြည်နင့်ထောင်ချချင်းကြငိုရောကတော့ဒီရွေးကောက်ပွဲဝမဲလို့ပြောခဲ့တယ်ဆိုလို့ရှိရင်နင့်တို့လောက်အုံနောက်ထဲမှာမစင်ရှိတဲ့သူကတော့လောကကြီးထဲမှာဘယ်မိပါမှမွေးထားမှာမဟုတ်ဘူးတကယ်လို့သာ NLDD ကရွေးကောက်ပွဲထဲမှာပါဝင်မယ်ဆိုတဲ့စကားသာမှန်ခဲ့ရင်လို့ပြောတာနော်ကိုကိုတခိုးလို့ဆွဆွဲပြီးမှအကောင်းဆောင်ကိုထောင်ထဲချထားတာတောင်မှ ရွေးကောက်ပွဲတော်ဝင်ချင်တယ်ဆိုလို့ရှင်တော့စကားကတော့မရှိတော့ဘူးဒေါ်အောင်ဆန်းစုကြည်ကအပအခုပါတီထောင်ပြီးမှရွေးကောက်ပွဲထဲမှာဝင်ဖို့ရန်အတွက်လုပ်တဲ့သူတွေဟာစစ်ခွေးဆိုတဲ့မင်းအွန်လိုင်းတို့ထက်တောင်းမှပို့ပြီးမှကောက်ကျင့်ကောက်ကြံအကျင့်စာရစ်တဆုတ်ပြတ်နေတဲ့ပါတီဖြစ်တယ်လို့ပဲဒီလိုပြောချင်တယ်ဒီမေကွန်တို့ခုကတော့တိတ်ချစ်စရာကောင်းတယ်ဂျက်စီတာပါပြောလဲဆိုတော့ နင်တို့က PDF တွေကိုအကြမ်းဖက်လို့ပြောပေမဲ့ပြည်သူလူထုတွေကနင်တို့အကြမ်းဖက်လို့ပြောတဲ့ဥစ္စာကိုတို့တို့လုံးဝလက်မခံဘူးလို့ပြောတယ်။ဆိုတော့အခုနင်တို့ဒီ PDF တွေနဲ့ရောပြစ်ခတ်ရက်ဆဲဖို့စကားပြောဖို့အစီအစဉ်ရှိသလား။ပြီးလို့ရှိရင် NUG နေနဲ့ရောနင်တို့စကားပြောဖို့အစီအစဉ်ရှိသလားလို့ပြောတဲ့အခါမှာသူဘာပြောလဲဆိုတော့ငါတို့ကတော့အများရန်ငင်းချရက်ကိုလိုလားတဲ့သူတွေဖြစ်တဲ့ဒါကြောင့် PDF တွေရော EAOD ရော တို့နဲ့ငြိမ်းချမ်းရေးတကားဖွင့်ထားပါတယ်။ NUGD က PDF တွေကိုထောက်ပံ့တဲ့သူတွေဖြစ်တယ်။ဒါကြောင့် NUGD ကစစ်ခွေးတွေနဲ့စကားပြောတယ်အစိုးရပေါ့နော်သူပြောတာတော့အစိုးရတွေနဲ့စကားပြောချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအကြမ်းဖက်အလုပ်ကိုလုံးဝမလုပ်တော့ပါဘူးဆိုပြီးမှတရေဝင်ကဘာတိကြေညာလိုက်တဲ့အချိန်ကြမှာပဲသူတို့က NUG နဲ့စကားပြောမယ်လို့ပြောတယ်ဆိုတော့အခု Jazeera ပြောတာဟာဒီဆိုလို့ရှိရင် PDF နဲ့ NUG ကတစ်ဖွဲ့တည်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ NUG ဒီက PDF တွေကို ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် NUGD နဲ့ PDF ကတဖွဲ့ဖြစ်တယ်ဒီဆိုလို့ရှိရင်တော့လက်နက်ကင်တိုင်းရင်သားတွေဟာအခုအချိန်မှာတိတိတတ်တာနဲ့เนาะသူတို့ရဲ့နည်းမြေဒီကိုထိ ंछ ုပ်လာတယ်အဲပြင်သူဥပမာတွေအများကြီးပေးပါတယ်ကိုရနီဒီဆိုလို့ရှိရင်သူတို့နေရာတွေသူတို့ထိမ့်ချုပ်လာတွေရှိတယ်အခုအာရခတ်တော်ဒီရောဒီလိုမျိုးထိမ့်ချုပ်တာတွေရှိတယ်အခုငါတိဒီလောက်ဆိုလို့ရှိရင်နင်တို့ရှမ်းမြောက်ဘက်မှာတချို့နေရာကိုပြန်လည်ရရှိတာတော့ရှိတယ်အခုလက်နက်ကိုင်းတွေဟာသူတို့ရဲ့နေမြေတီးတီးကိုသူတို့ ို့ထိမ့်ချုပ်လာနေပြီဖြစ်တဲ့အတွက်ကြောင့်နင့်တို့ကအခုအချိန်မှာအာနေသွားပြီအာနေသွားတဲ့သူဒီဖြစ်တဲ့အတွက်ကြောင့်အခုနင့်တို့ကတိုင်းရင်းသားတွေရှိတဲ့နေရာကိုသွားပြီးမှစကားပြောဖို့အစီအစဉ်ရှိသလားတို့ပြောတယ် အဲ့ချိန်မှာသူဘာပြောလဲဆိုတော့ MNDA AD နဲ့ကယာယီပြစ်ခတ်ဆွေးနွေးခြင်းကို ပြုလုပ်ခဲ့တယ်အောင်မြင်တယ်အခု TNL AD နဲ့လည်းလုပ်နေတယ် AAD လည်းပဲသူတို့ကိုကန့်လန့်ထားတယ်ဆိုတဲ့စကားကိုသူပြောသွားတယ်ဆိုတော့အဲ့ချိန်မှာခဏတုန်းကသူပြောသွားတယ်เนาะပြည်တွင်းမှာရှိတဲ့ NLD ပါတီဒီကို အပြင်မှာရှိတဲ့ NLD ဒီကနေမှသူတို့ချိန်ချောက်မှုလုပ်တယ်လို့ပြောတဲ့ဥစ္စာကိုယူပြီးမှ ဂျာဇီရာဘာပြောတယ်လဲဆိုလို့ဟုတ်ပြီနင်တို့ဒီလိုမျိုးအသက်နဲ့ပါချင်းချောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှင်တော့ဒီ2022ခုနှစ်ကနေမှဒီနေ့ဒီချိန်ဒီအုပ်ချုပ်လာတဲ့အခါမှာ war crime တွေကျူးလွန်ခဲ့တာတွေအများကြီးရှိတယ်အဲ့ထဲကတခု2023 April လတုန်းက local community office ကိုဖွင့်ဖို့ရာအတွက်လုပ်တဲ့စစ်ပကြီးရွာမှာနင်တို့ MI35 နဲ့နင်တို့ဘုံ JP ထွက်သွားတဲ့အခါမှာ လူ159ဦးသေသွားတယ်လို့ပြောတယ်။အဲ့ထဲမှာကလေးတွေတချို့ဆိုလို့ရှိရင်ခြေတီတီတန်လက်တီတီတန်နဲ့အဲ့လိုမျိုးဒီလိုမျိုးကလေးငယ်တွေအများကြီးသေသွားတဲ့ပုံတွေအများကြီးတွေ့တယ်။ပြီးရင်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းเนาะ ICC ကနေမှ power run ထုတ်ဖို့ရတ်တယ်လဲ။အခုလုံနေတယ်။ပြီးတော့ဒီတခြားနိုင်ငံကတည်းရောနင်းတို့ကိုပြစ်တင်ရှုံ့ချတဲ့ပုံမှာဘလို့ခံစားရတယ်လဲ။ဘလို့ထင်မြင်တယ်လဲလို့ပြောတဲ့အခါမှာဒီခွေးကဘလို့ဟောင်သွားတယ်လဲဆိုတော့ ဂျာဇီရာကိုသူကဗာမဲကွန်းပြန်ထပ်မဲတယ်လေဆိုတော့အခုတည်းဂါဇာမှာအစ္စရဲတွေဘုံကျဲလို့ဂါဇာကလူတွေအများကြီးတည်သွားတယ်လို့နင့်မထင်ဘူးလားလို့ပြောတဲ့ခါမှာဂျာဇီရာကပြောလေဆိုတော့ အများကြီးတည်သွားပါတယ်တဲ့ဒါပေမဲ့ဂါဇာကနင်းတို့ရဲ့ထိမ့်ချုပ်ထားတဲ့နေမြင်မဟုတ်ဘူးတဲ့နင်းတို့ထိမ့်ချုပ်ထားတဲ့မြန်မာနိုင်ငံမှာဒီလိုမျိုးတည်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နင်းတို့မှာတာဝန်ရှိတယ်လို့ပြောတယ်ဆိုတော့သူကတော့ဂါဇာနဲ့ဥပမာပေးတာပေါ့နော်ဆိုတော့ဂျာစီးတာကရှင်းရှင်းလေးပဲဂါဇာကနင်းတို့ရဲ့ထိမ့်ချုပ်နေမြင်မဟုတ်ဘူးနင်းတို့နဲ့ဆိုင်တဲ့နေရာမဟုတ်ဘူးဒါကြောင့်ဆိုင်တဲ့နေရာပဲပြောအဲ့လိုမျိုးနော်သူကတော့ဂါဇာတွေကိုအစ္စရေးတွေဘုံကျဲတယ် ဆိုတော့အဲ့လိုမျိုးပဲအခုငိုတော့လေတောင်းကျန်းသူတွေငိုတော့ဘုံကျဲတယ်ဆိုတော့ပုံစံနဲ့သူကနိုင်ရှင်ပြီးပြောတယ်ဒါမဲ့ဂျာဇီရာကတော့ရှင်းရှင်းလေးပဲဒါနင်းတို့နဲ့မဆိုင်ဘူးကာဇာကတော့နင်းတို့အုပ်ချုပ်ထားတဲ့နေရာမဟုတ်ဘူးနင်းတို့အုပ်ချုပ်တဲ့နေရာဟာမြန်မာပြည်ဖြစ်တယ်ဒါကြောင့်မြန်မာပြည်နဲ့ဆိုင်တာပဲပြောပါတဲ့ PDF တွေက P2 တွေနဲ့အတူတူနေတယ်။ PDF တွေတက်လို့ P2 တွေတောင်းတဲ့ချီပြီးတေသွားပြီဆိုတော့အခု တို့ကပြည်သူနဲ့အတူတူနေပြီးမှစစ်ခွေးတွေရဲ့စခန်းတွေကိုတိုက်တယ်။အဲ့ချိန်မှာစစ်ခွေးတွေကနေမှပြန်တိုက်တဲ့အခါကျတော့ပြည်သူတွေတေတယ်လို့တို့ကပြောတယ်။တကယ်ဆိုလို့ရှိရင်တော့ PDF တွေတေတယ်ပေါ့နော်။ PDF တွေတေရင်လည်းပြည်သူတွေတေတယ်ဆိုပြီးမှတို့ကဒီလိုမျိုးသတင်းလွှင့်တယ်လို့ပြောတယ်။အခု ICC ကဘာပဲပြောပြောပြည်သူတွေငြိမ်းချမ်းစွာလုံခြုံစွာနေနိုင်ဖို့ရအတွက်ဒါကငတို့ရဲ့အဓိကလှုပ်ဆောင်ချက်ဖြစ်တယ်လို့ပြောတယ်ဆိုတော့အခုဒီနေ့မြန်မာနိုင်ငံမှာဘယ်ပြည်သူလူထုတွေကငြိမ်းငြိမ်းချမ်းချမ်းနေရသလဲ စဉ်းစားကြည့်ပေးမှပြော ခွေးပါးစပ်တွေနော်အခုစခွေးတွေဒါမကဘူးနော်ဘောမတီလည်းငိမ့်ချမ်းစွာနေထိုင်ခြင်းတော့ပြီးသူလူတို့လို့ပြောတာဆိုတော့အခုဒီပစီရွာမှာနင်တို့ပြစ်ခတ်လို့တဲသွားတဲ့ထဲမှာ PDF တွေလည်းပါမယ်ဒါပေမဲ့ကလေးတွေအများကြီးကတော့ခန္ဓာတခြားခြေတခြားကောင်းတခြားနဲ့တည်နေတဲ့ဥစ္စာကိုနင်တွေ့တဲ့အခါမှာနင်ဘလို့မှအာမခံစားဘူးလားနင်ဘလို့မှမထင်မြင်ဘူးလားလို့ပြောတဲ့အခါမှာဇော်မဲလုံးကပြောလား ငရုပိတာ PDF တွေဖြစ်တဲ့ဒါပေမဲ့ PDF တွေနဲ့နိနိကက်ကက်နေတယ် PDF တွေကိုထောက်ခံနေဆိုလို့ရှိရင်တော့ PDF ကို ပြစ်တဲ့အတွက်ကြောင့်ထိသွားလို့ရှင်တော့ငါတို့ဘာမှမတတ်နိုင်ဘူးဒါကိုစစ်လို့ခေါ်တယ်လို့ပြောတယ်ဆိုတော့ဒီနဲ့ကျွန်တော်တော်လိုက်ရဲတွေပြည်သူလူထုတွေလည်းတရိထားကြကျတော့တော်လာရဲတွေကအုတ်ကြီးတွေကိုတတ်တယ်ဆိုလို့ရှင်လဲဖျို့ဖျဲမတတ်ဘူးအုတ်ကြီးတွေပဲမှရှိတယ်လေသူတို့ကြီးပဲရှိတဲ့နေရာမှာကျတော့ကလာပြီးမှပြစ်ခတ်တာတွေရှိတယ်ကျတော့ပြစ်ခတ်တဲ့အတွက်ကြောင့်ဘဲပီတူမှလည်းအထီးခက်မရှိဘူးဒီနေ့ကျတော့တော်လာရဲအများကြီးတိုက်ပွဲတွေဖော်ဆောင်နေတယ်ဖော်ဆောင်နေတဲ့အချိန်မှာဘဲပီတူတွေရဲ့အိမ်တလုံးမှကိုမငါတို့မထီးခိုက်ဘူးရှိတဲ့နေရာမှာပဲ ငါတို့လာပြက်တာဖြစ်တယ်။ဒါကိုစစ်ခွေးတွေကပြောရင်လည်းနားလည်မှာတော့မဟုတ်ဘူး။အခုဒီစာကြီးတာပါပြောလေဆိုတော့ international နင်းတို့ကိုရှုံချလာတာတွေအများကြီးရှိလာတယ်။အခုနင်းတို့ကိုဖမ်းဖို့ရန်အတွက်လည်းเนาะဒီ ICC ရဲ့ဖမ်းဝရောင်းကိုစောင့်နေတယ်။ ဖိလစ်ပင်းသမ္မတဆိုလို့ရှိရင်သူတို့နိုင်ငံမှာပဲသူ့ကိုဖမ်းပြီးမှဒီ ICC ဘက်ကိုပို့ပေးတာတွေရှိတယ်အခုငါသိတလောက်ကတော့နင်းတို့ကတော့မြန်မာနိုင်ငံမှာပဲလုံခြုံတယ်လို့နင်းတို့ထင်မယ် international ကလည်းမှနင်းတို့စစ်အစိုးရတွေကိုလာဖမ်းမယ်ဆိုတဲ့ဥစ္စာနင်းတို့မှာစိုးရိမ်မရှိဘူးလားလို့ပြောတဲ့အခါသူကတော့ဟန်ဆောင်မှာပေါ့နော်ဟိုမှာကြော်မြူးမင်းပြောတယ်လေ မင်းအောင်လည်းအိပ်ရဲမိုးရဘူးလို့ပြောတယ်မှောက်ဘူးလားဆိုတော့အခုသူပြောတာလုံးဝအစိုးရင်ချေမရှိပါဘူးတဲ့နော်ဘယ်စိုးရင်မလဲတဲမထူးနေမထူးတယ်လေနော် ပြန်လဲတကယ်ဆိုတော့တို့ကတိတ်ပြီးမှစိုးရင်ပူပန်နေကြတာပါဆိုတော့အခုတို့ကတော့မစိုးရင်ဘူးပေါ့သူများရှေ့မှာတော့မမပဲပေါ့မဟုတ်ဘူးလားနောက်ကြမှာပဲတို့ခုံးငုံမှာလေဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဂျက်စီရာကဒီနေဆက်ကိစ္စတွေရောအများကြီးပြောထားတယ်ဥမာဆိုလို့ရှိရင်အခုတရုတ်နယ်နဲ့ဆက်ဆက်တာကကျွန်တော်ကချင်ပြည်နယ်ဖြစ်တယ်ကချင်ပြည်နယ်နေဆက်ဒီအားလုံးကိုကျွန်တော် KIAD ထိန်းချုပ်ပြီးသားဖြစ်တယ်ချက်မြောက်မှာကျတော့ စစ်ခွေးတွေရဲ့နေဆက်ကိတ်တစ်ခုပဲကြာနေကြာနာအားလုံးကတော့ကျတော်တော်လိုင်းရဲတွေထိုင်းဆိုလို့ရှိရင်တော့ကရင်တော်လိုင်းရဲတွေရဲ့လက်ထဲမှာရှိတယ်စိုးချစ်သူကတော့စစ်ခွေးတွေရဲ့ဘက်ပေါ့နော်ဒါပေမဲ့ဒီနေ့ဘာကြောင့်မို့တော်လိုင်းရဲတွေနဲ့တိုက်ပွဲမဖြစ်ကြသလဲဆိုတော့အရင်တော့ကတော့ဒီကရင်တို့မျိုးတွေကိုစစ်ခွေးတွေဘက်ကနေမှလူမျိုးရဲ့ဘာသာရဲ့မျိုးမျိုးနဲ့သူတို့တွေးခွဲနိုင်ကြတယ်ဒါပေမဲ့အခုကတော့မရတော့ဘူးလေစိုးချစ်သူကစစ်ခွေးဘက်မှာရှိတယ်ဆိုပေမဲ့သူတို့ကတယောက်နဲ့တယောက်နားလည်မှုယူထားတဲ့နေရာဖြစ်တယ်ဆိုတော့ထိုင်းနေဆက် ကိုလည်းစစ်ခွေးတွေထိမ့်ချုပ်တယ်လို့လုံးဝပြောလို့မရဘူး။ဒါကြောင့်အခုနေဆက်တီထဲမှာစစ်ခွေးတွေဘက်ကနေမှထိမ့်ချုပ်ထားတဲ့နေရာမရှိတဲ့အတွက်ကြောင့်နေဆက်တီဘက်ကနေကုန်တွယ်ပို့ဆောင်မှုမရှိတော့တဲ့အတွက်ကြောင့်စောက်ဝတ်နေရဲကတော့ခက်ခဲတယ်။အားနဲ့ပတ်သက်ပြီးတော့ဘလို့လုပ်တယ်လဲ။ပြီးနောက်တစ်ခုကတော့ဒီမိုးရစ်ဆဲဝါးတွေနဲ့ဒီအကြမ်းဖက်မှုက UN ကနေပြောထားတဲ့ဥစ္စာကမြန်မာနိုင်ငံကအမြင့်ဆုံးဖြစ်တယ်လို့ပြောတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့လုပ်တယ်လဲလို့သူ့ကိုမဲတဲ့အခါသူဘာပြောတယ်လဲဆိုတော့စ ောက်ဝတ်နေရဲနဲ့ပတ်သက်ပြီးတော့ကုံစဲလုံးတွေအရန်တက်တယ်ဒါပေမဲ့ပြည်သူတွေရဲ့စောက်ဝတ်နေရဲ့လုံမလုံတေးစိတ်စစ်စစ်ပြေးမှထောက်ပတ်နေပေးနေတယ်ဆိုပြီးမှခွေပါဇက်ကနေတော့ပြောသွားတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွတ်ဆက်လက်ပြီးတော့ထပ်မပြောတော့ဘူးဒီကိစ္စဒီမှာပဲရက်မယ်ဆိုတော့အခုဘာပြောချင်တယ်လဲဆိုတော့စစ်ခွေးတွေကတော့ရွေးကောက်ပွဲကိုမရမနေလို့မှဖြစ်တယ်လို့ဒီနေ့ကျမတို့တော်လိုက်ရဲဒီလေ ဒီရွေးကောက်ပွဲကိုလုံးဝမလက်ခံတယ်လို့ဖြက်စီမှလည်းဖြစ်တယ်။နောက်တစ်ခုကတော့ခဏတုန်းကကျွတ်ပြောတယ်လို့မင်းအွန်လိုင်းဆိုတဲ့ခွေးဖြစ်လာဖို့ကပြီးသူတွေရဲကြီးတယ်။ဝန်ထမ်းနေဝန်ထမ်းဆိုတာဟာပြီးသူတွေဖြစ်တယ်။ ဝန်ထမ်းကလူစိတ်ရှိတယ်ဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲဟာလုံးဝဖြစ်မြောက်လာစရာကြောင်းမရှိတလို့ဒီရွေးကောက်ပွဲမှာသူတို့ဖာသူတို့တင်ထားတဲ့ဒီအစိုးရလို့ပြောပေမဲ့ဘယ်ကဘာကမှလည်းအဲသူတို့ကိုလက်ခံမှာမဟုတ်ဘူးအခုဒီထိုင်းစီဝဲတုံးကလည်းအိန္ဒိယဝန်ကြီးကလည်းသူ့ကိုပြောပြတာငိမ့်ချရဲ့စကားရင်ပြောပါလို့ပြောတယ်ဆိုတော့ဒါတွေကိုနားထောင်ခြင်းအပြင်အခုဒီရွေးကောက်ပွဲကိုဘယ်သူမှလက်မခံဘူးပြီးလို့ရှင်ကဘာကလည်းတည်ပြီးသားဖြစ်တယ် အခုတို့အုပ်ချုပ်ထားတယ်ဆိုတော့မလဲမတောင်မငလျင်တွေကြောင့်ဘသူကတို့ကိုမေးပေးမလဲကောင်းတာဆိုးတာမပြောဘူးနော်အနီအစိမ့်တွေကြွားမပြောဘူးအစိမ့်တွေတောင်တလောက်ဒုက္ခရောက်နေတဲ့အချိန်မှာတို့ကိုဖိအားပေးရင်ပေးမပေးဘူးပုံမှန်ပဲဆိုလို့ရှင်တော့လုံးဝမေးပေးနိုင်တဲ့အခြေအနေမရှိဘူးတို့ကတော့ရှိတဲ့မေးတပြားနဲ့လဲတမဒတက်လုတ်ချင်လဲတက်လုတ်မှာပဲအားလုံးတည်ပြီးသားဖြစ်တယ်တမဒကတော့ခွေအောင်လိုက်လုတ်မှာပဲနော်ဒါပေမဲ့ လုတ်ချင်းမလုတ်ချင်းဟာတို့ရဲ့တက္ကန္တဖြစ်တယ်။တိမပြုတ်ချင်းမပြုတ်ချင်းဟာကျမတို့နဲ့သက်ဆိုင်တာဖြစ်တယ်နော်။ NUGD ဘက်ကနေမှဘာဒီပြင်ဆင်ထားတယ်လဲဆိုတော့ဒီနေ့ကျမတို့တော်လာရေးထဲမှာလူမျိုးမတူဘူးဘာသာမတူဘူးအဖွဲ့အစည်းမတူဘူးဒါပေမဲ့ရည်ရွယ်ချက်ကတူညီကြတဲ့အတွက်ကြောင့်လုံဆောင်ချင်းကသာအစ်မပြေရင်မပြေဘူးဒါပေမဲ့ရည်ရွယ်ချက်ချင်းတူတဲ့အတွက်ကြောင့်ဒီနေ့ NUGD ဘာပြင်ဆင်တယ်လဲဆိုတာတော့ PDF ဒီဘာပြင်ဆင်တယ်လဲဆိုတာနဲ့ တရာရာခိုင်နှုန်းမဟုတ်ရင်တောင်မှ85ရာခိုင်နှုန်းလောက်တော့ထတ်တူကြမယ်လို့ကျမယုံကြည်တယ်ဆိုတော့ PDF တွေပါလိုချင်တယ်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေတိပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောတော့ဘူးဒီ comments နဲ့ပတ်သက်တဲ့မေးခွန်းကိုလည်းကျွန်တော်ဖြေဆိုပြီးပြီးလို့တော့ကျွန်တော်ယုံကြည်တယ်နော်ပြည်သူတွေအားလုံးကျမပြောရှိကြပါစေ